မန္တလေးအရွေ့မန္တလေးအလောက်ခွန်မင်္ဂလာပါအော်ဒီယိုဝိုင်းစောင်းနိုင်မှကြိုးစားပါတယ်ယခုခါမှတော့ဆရာကြီးညိုထွန်းလို့ရေးသားထားတဲ့မန္တလေးအရွေ့မန္တလေးအလောက်ခွန်ကိုကျွန်တော်ကအပိုင်း၅အနေနဲ့တင်ဆက်ပေးမှာဖြစ်ပါတယ်နားဆင်ကြည့်ပါဦးခင်ဗျာမန္တလေးအရွေ့မန္တလေးအလောက်ခွန်နင်းလားဟဲ့ငလျင်အမြဲတမ်းပဲအေးစစ်စစ်တိတ်စစ်စစ်ရှိနေတဲ့ကျွန်တော်တို့ဝန်းကျင်ကျွန်တော်တို့ရက်ခွက်နဲ့ ကျွန်တော်တို့လမ်းကလေးအခုတော့လေရတန်တွေပျက်စီးသွားခဲ့ရပြီ ပုံမှန်နေစဉ်ရှင်သန်မှုတွေထဲမှာလမ်းချောင်းတွေဖယ်သွားရသည့်ဘဝတွေနဲ့ဘိုးတော်အိမ်မက်တွေဒါတွေကပူပြင်းဆူချသည့်နေအလင်းရောင်အောက်မှာလှုပ်ရှားအသက်ဝင်မှုကိုနာကျင်စွာဖြင့်ဖမ်းဆုပ်၍အပူမောင်းတွေထင်ဟပ်နေသည့် impression နဲ့ပကြေကားတစ်ချက်လိုပါပဲလားငလင်လောက်ပြီးနောက်တစ်နေ့ကူးလာခဲ့ပေမဲ့ကျွန်တော်တို့အားလုံး လက်ရှိအခြေအနေထဲမှာလာရောညှိထွေစွာနေကြရင်ရှင်တန်းနေကြဖို့စူးစမ်းနေကြရသလိုကျွန်တော်တို့ရဲ့မသိစိတ်ထဲမှာလည်းတဆိုင်ဆိုင်တိုးဝင်လာခဲ့တဲ့ငလင်ငါပေးလိုက်တဲ့ trauma တွေဆိုလာရသွားပြီဆရာကြီးအောင်ရဲလွင်ရဲ့အတန်ကြောင့်ကျွန်တော်ပျော်ရွှင်မှုတည်အိမ်ခေါင်မိုးစီတို့ ခုံတက်သွားခဲ့သည်ဗန်တာအာရဖြစ်မိခလုတ်တွေကိုတစ်ခုပြီးတစ်ခုဖွင့်လိုက်သည်မိเจ้าတွေအလုံးလင်းထိန်သွား၏ထို့နောက် အိမ်ပေါ်ရက်သို့ပြေးတက်သွားပြီးအိမ်သာမိဘမချမ်းစီးသမျှမိခလုတ်တွေကိုဖြန့်ကျစ်လိုက်သည်အားလုံးโอเคပါပဲမိခလုတ်တွေပိတ်ပြီးအောက်ထပ်သို့ပြန်ဆင်းကာနေတွင်စာအုပ်စင်ကြီးပြည့်နေသည့်စာကြည့်စပွဲစီသို့ရောက်သွားသည်အဲ့ဒီစပွဲရဲ့အပေါ်ဆုံးအံဆွဲထဲမှာဖြစ်စာအုပ်ကြားထဲမှာညှပ်၍တင်ထားသည့်ပိုက်ဆံအချို့ရှိနေသည်ကျွန်တော်သည်ဘန်ကုံမယုံကြည်ပဲကိုပိုက်ဆံမှန်သမျှကိုဖျားအောင်မှထားပြတကာလား မဲစင်နေတိုင်းဖြာလန်ကြည့်၍စိတ်ချမ်းသာမှုရနေသည့်ရှေးဖိုးကြီးတွေကိုသဘောကျနေပြီး သူတို့လမ်းစဉ်နောက်သို့ထက်ချက်မခွာလိုက်ပါနေခြင်းမိသည်ဗန်တွေကအတိုးတွေပလုတ်ပေး၍ယုံကြည်စွာအနှံထားပါသည်ဟုတဖက်ဖက်ပြောလဲစိတ်မချနိုင်ဖြတ်တန်းကြရသည့်အတွေ့အကြုံတွေကလည်းများလာသမို့ကိုပိုင်သည့်ငွေမှန်သမျှကိုလက်ထဲရှိနေမှသာစိတ်ဖြောင့်လက်ဖြောင့်နေနိုင်မည်ဟုမှတ်ယူထားသည်ကိုတွေးကြည့်ပါ ကိုပိုက်ဆံကိုဗန်မှာ ိုချင်သလောက်ထုတ်ယူခွင့်မရရင်ဘလောက်စိတ်တူချင်စရာကောင်းလိုက်ပါသလဲကိုပိုက်ဆံနဲ့ကိုမျက်နှာငယ်ရသည့်ဖြစ်ကေပေးကိုလည်းအလားတူပေါ့အကောင့်ထဲမှာရှိသည့်ပိုက်ဆံတွေကိုတညာလေးတောင်တက်ရွေမထားဘဲချက်ချင်းထုတ်ယူလေးရှိတယ်ယခုတော့ကျွန်တော်တွေးခေါ်ချက်တင်းပြည့်ချက်ပြည့်မှန်းနေပြီငလင်လှုပ်လိုက်၍ဘန်ကပတ်စံထုတ်ယူဖို့ရွယ်ပါအောင်မလားကေပေးထုတ်ပေးသည့်ဆံတွေလည်း ငလင်းစားမိသွားကြသည်လားမဆိုနိုင်တတော်များများမဖွင့်နိုင်ကြတော့ငွေသည်ဒုတိယဘုရားသခင်ဟုပြောကြသည်ကျွန်တော်တော့ပထမတွေဒုတိယတွေကအရေးမကြီးပါဘူးလက်ထဲမှာပိုက်ဆံရှိနေဖို့ပဲလိုတယ်လူစိတ်ဘောကလည်းစမ်းကြလာတယ်ပိုက်ဆံဟာလူကိုစိတ်ခွန်အားတွေအော်တိုမက်တစ်တိုးစွားစေခဲ့သည်ပဲကဲကြည့်ပါဦးလက်စိတ်မီလဲလင်းမီဂျီမော်တာနဲ့လည်း အဝီစီရေကိုစုပ်ယူနိုင်ခဲ့ပြီထို့ပြင်တဝလက်ထဲမှာပိုက်ဆံနဲ့အနေချင်းရှိနေသည်ဆိုတော့လေလူတဘာဝအတိုင်းအသေးတောင်ခိုင်းလို့မတက်ကြောင်းရုံထိန်လန်းရသည့်ငလျင်နဲ့လက်လောကြုံတွေ့နေရသည့်ဒုက္ခကိုတကနာမြမေးရသွား၏တဖန်ကိုကိုကိုစိတ်ကြီးဝင်သွားပြီဒီတစ်ခါအောက်ကနေ၍တုတ်ကနဲ့အတန်ပေးလိုက်လို့ကတော့နင်လားဟဲ့ငလျင်ကျင်းသွားပြီဖနောက်စာကျွေးလိုက်စမ်းခြင်းရဲ့ဟု ယူမိုက်စွာတွေးလိုက်၏တို့ရတွင်အခုတစ်ချိန်ရောက်လာသည့်ငလင်းသည်ဒုက္ခနဲ့အတန်တစ်ချက်ပြည့်၍လှုပ်ခြင်းကိုအာရတင်းနေတော်မူဟမ်မတူတတော်တော်ဖြစ် လေးချက်ဆင့်ပြီးအုတ်ထက်လာ၍ကျွန်တော်လဲဟာဟာဟဲဟဲမြေတိုင်းရင်လမ်းမတော်ဥရဖားရဖြစ်အ мян ပြေးထွက်သွားရခြေတော်သည်ခမရမန္တလေးလားတပြားတတာရှေလျားသည့်ကျွန်တော်တို့အိမ်ရှိရလမ်းလမ်းသည် ကတရခန္ဓာသည်ဖြစ်စေ ကွန်ကရစ်ခင်းထားသည့်ဖြစ်စေ၊ဂျိုင်းတွေကွက်တွေ ပေါ်များပြီးသွားရေးလာရေးခက်ခဲနေသည့်ဖြစ်စေ၊ယခုချိန်မှာတော့ကျွန်တော်တို့၏အသက်ရှင်တန်ရက်တည်ရေးအတွက်အားကိုးအားထားပြုစရာတစ်ခုရဲ့တော့နေရဟုဆိုရတော့မည်။ငလင်ငိန်သွားတော့တပင်းရဲ့လေးအောက်မှာပဲစုပြောင်းထိုင်းနေကြရသည်။အော်ဒရိုင်းနာကတပင်းရဲ့အောက်ကိုထိုင်မှုဘသူမှစိတ်မကူရကြ။တပင်းရဲ့ကလေးအောက်မှာစုပြောင်းထိုင်းနေကြရတော့လဲတယောက်နဲ့တယောက် စကားမပြောပြကြဝဝင်းတပူပြင်းနေသည့်နေပူချိန်ကိုသတိမထားမိကြပဲကိုတွေးနှက်ကိုငြိမ်သက်နေလျက်အင်တာနက်လိုင်းတွေပွင့်သွားပြီဖုန်းတွေလည်းခေါ်လို့ရပြီတဲ့မမျော်လင့်မဲမင်္ဂလာသတင်းကြားလိုက်ရ၍ပန်းတာသွား၏ MD ဖုန်းကိုဖွင့်လိုက်သည်ကျွန်တော်စီတို့ခေါ်ထားသည့်ဖုန်းနံပါတ်တွေကမနှဲမနှောချက်ချင်းမဲဖုန်းခေါ်ကြည့်လိုက်သည်တခုမျှဖုန်းခေါ်၍မရ အင်တာနက်လိုင်းလည်းမပွင့်တဖက်ကခေါ်လဲကိုမကြားကိုဘက်ကခေါ်လဲသူမကြားသည့်ဖြစ်တယ်မှာကြွာလဲနေသည့် MPD ဖုံးသည်ချက်တို့လှမ်းကြည့်နေရင်ဖြစ်ဘယ်နေရာမှာခလုတ်တိုက်၍အတံမထွက်နိုင်မဲဖြစ်နေရှာလာပါလေ Audi 2ဖုံးကတော့အင်တာနက်လိုင်းပွင့်ပြီးဆက်သွယ်ရေးအဆင်ပြေသွားသဖြင့်စိတ်ချမ်းသာ၍သွားခဲ့သည်ကျွန်တော်သည်လမ်းစဉ်မီကို စိတ်မချ၍ဆိုလာနှင့်အင်ဗာတာတက်ဆင်ထားရ၏ စီရင်ရေပေးရေးကိုယုံကြည်စွာအာမခိုးရပဲအဝိစီတွင်တူးထားရပြန်၏ထို့တူ MPD ဖုံးရှိနေတော်လဲ Oridu ဖုံးကိုလည်းလိုရမယ်ရအစဉ်အသင့်ဆောင်ထားရပြန်၏ပြောချင်တာကဘယ်ရမစိုးအရေးကြောင်းပေါ်လာတဲ့နဲ့ချက်ချင်းအစားထိုးရအသုံးချနိုင်အောင်အရန်ကလေးအစဉ်အသင့်ရှိထားမှ အထိုင်လျောက်ပြေလည်သွားနိုင်သည်ပဲဤကခက်ကပေးလိုက်သည့်ပြာထန်းချက်ဖြစ်၏ ြကြီးကြကြပြောရရင်ချောင်းလန်းနေသည့်ခီးလန်းသည်အချိုးအကွက်တွေဘလုံးများများကိုနီးကုတ်ဟန်ဖြစ်ရင်ဆိုင်မှုအသင့်ပြင်ဆင်ထားရသည့်ကျွန်တော်တို့ရဲ့ပလန်ဘီလည်းဖြစ်ပါ၏လူမှုကွန်ရက်ပေါ်မှာအစမပြတ်တက်နေသည့်ငလင်သတင်းတွေကိုကြည့်ရင်စိတ်မောနေမိသည်ပြိုလဲကျသွားသည့်သကိုင်းတရာကြီးပြီးတော့သကိုင်းအင်းဝမရပူရာနဲ့မန္တလေးကပြိုကျပြည့်စည်သွားရသည့်သာသနိကအစာဦးတွေ လက်အပြိုချသွားသည့်တိုက်တွေရလည်းနေရအနှံပြားမှာရှိနေကြသည်ညနေဆောင်မှာအမရပူရမနေတဲ့တူမဝိုင်းဝိုင်းတို့တားမိရောက်လာကြသည် သူတို့အိမ်ကပြင်တော်ကလေးဖြစ်၍အထီးကိမ့်မရှိဝိုင်းဝိုင်းကမိန်းကလေးဖြစ်တော်လဲတွက်လက်ရဲဝံသည် သူဆိုင်ကြရလဲသူ့လိုတိုင်းလေးပါတင်လိုက်သည်နဲ့ဝေါကနေဒုံဆိုင်ပြေးနိုင်သည်ဟန်ကြပြီအနိနာတော်ရှိအခြေအနေကိုကြည့်ဖို့အတွက်ဝိုင်းဝိုင်းကို ဆိုင်ကယ်နဲ့လိုက်ပုတ်ခိုင်းသည်တယောက်ထဲနေရတာဆိတ်ရှုံနေ၍အပြောင်းလဲလေးဖြစ်လို့ပညာပေါလမ်းမကြီးတွေနဲ့ရက်ွက်တွေတွေကလမ်းတွေတဲ့သို့ဆိုင်ကယ်ကတလန်းဝင်တလန်းထွက်လမ်းတိုင်းနေရာတိုင်းမှာပျို့ချနေသည့်တိုက်တာအဆောက်အဦတွေကိုတွေ့နေရသည်ရက်ွက်တွေမှာလည်းကျွန်တော်တို့လိုပဲလမ်းတစ်ဘေးမှာအရှိလူကုန်ထွက်ထန်ကြရင်ငေးငေးငိုင်ငိုင်အခြားရက်ွက်တစ်ခုကိုရောက်သွားလဲမြင်ကွင်းတွေပြောင်းလဲမသွားချစ်ဆက်၍ ြည့်ကျင်စိတ်မရှိတော့ဒီလိုနဲ့အိမ်ပြန်တွင်စိတ်ဆင်းရဲစရာတွေကကျွန်တော်နဲ့အတူကန့်ညိပါလာခဲ့သည်ဒါတွေကကျွန်တော်တို့အနေဝန်းကျင်မှာမြင်တွေ့နေရသမျှတွေမန္တလေးတစ်မြို့လုံးဆိုလင်ဖြစ်ပြီးတော့သခိုင်းအင်းဝတတဦးနဲ့အမရပူရမှာရောက်ရခန့်နေသည့်စိတ်သည်လွန့်ကျင်ရာလွန့်နေခဲ့သလိုစိတ်အမားတွေဖြစ်လုံထွေးနေရင်ကိုယ်ဒုက္ခကိုမေးလျော့သွားကြရသည့်အဖြစ်ဖြစ်သွားခဲ့သည် ကျွန်တော်တို့သည်ငလင်၏အရှိုက်ထိုးနှက်မှုကြောင့်ပြိုလဲသွားခဲ့ကြရသည်ဒီအချိန်မှာတော့လူတိုင်းလူတိုင်းဝမ်းနဲ့ကြေကွဲနေရတာတွေစိတ်ပြတ်အားငယ်နေရတာတွေဝေခွဲမရနိုင်ခြင်းနဲ့အတူမျောလင်းချက်တွေပျောက်ဆုံးနေသလိုဖြစ်နေရတာတွေကအနည်းငယ်များရှိနေကြသမျှတို့ရတွင်ခေဆက်ဆက်ဖြတ်တန်းရင်ရရှိလိုက်သည့်ကုတ်ကုတ်ကိုပဲအာကိုကဲသည့်စိတ်ခွန်အားတွေကကျွန်တော်တို့ရှင်ထဲမှာတည်ရှိနေစေ ငါတို့မှာငါတို့ပဲရှိသည်ဆိုသည့်အတွေ့တွေငါတို့ချင်းချင်းတဝုကိုတဝုဖေးမကူညီကြရင်ဖြင့်ရုံထွက်ကြရမည်စိတ်တတ်တတ္တိတွေအဲ့ဒါလို့ဖြင့်ကျွန်တော်တို့လိုချင်တာတွေအတွက်တဆင်ချင်းတိဆောက်သွားကြရမှာပဲမဟုတ်ပါလားဒီခိုက်အဝေးစီမှ ခမားကမန္တလေးလာဟုအတန်တခုကျွန်တော်စီတို့ရောက်လာခဲ့သည်အအားတင့်သွားခဲ့ရသည်ကျွန်တော်ညင်းဆိုပါသည်ကျွန်တော်သည် မန္တလေးကိုတန်ရောက်စဉ်ကြီးမား၍အသက်ထက်ဆုံးမန္တလေးမှာပဲနေထိုင်သွားမည်လူတစ်ယောက်သာဖြစ်သည်အတိတ်ကာလဆီကမန္တလေးနဲ့အတူဘာရင်းချင်းအလူကံပြောဖွဲ့စီရသချင်းတွေကိုနားထောင်ပျော်ရွှင်နေခဲ့သည့်ကျွန်တော်၏ဖြစ်တည်မှုသည်ယနေ့မန္တလေးနှင့်အံဝင်တွင်ကြမဖြစ်တော့ပါနေရောင်ညှိုးလျသွားပြီးနောက်အမောင်ရိုက်သည်ငလင်တန်တင့်နေသည့်မန္တလေးစီတို့တဖြည်းဖြည်းချိတ်ကပ်လာခဲ့လေပြီမန္တလေးသည်တချင်းတကာတော့ ပြင်းနှက်ငှက်လို့ရုံထပြန်တန်းခဲ့အောင်မီလားအဲ့ဒါတော့ကျွန်တော်လည်းမသိနိုင်ပါတက်ရန်မျိုးထွန်းလို့